ကြည်ကြတဲ့ချမ်းသာတဲ့ရွှေဆိုင်တွေပိုင်ဆိုင်ထားကြပေမဲ့လည်းအစင်တန်းမရှိကြောင်းတနိုင်ငံလုံးသိနေကြတဲ့ရွှေဆိုင်၃ဆိုင်ပြည်သူများလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Egress Diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အစင်တန်းမြင်ဖို့လူတွေကပတ်စံဆိုတဲ့အရာကိုအသက်နဲ့ရင်ပြီးတော့ရှာနေကြတာမှန်ပါတယ်ဒါပေမဲ့ပတ်စံချမ်းသာတဲ့သူတိုင်းလည်းအစင်တန်းရှိကြတာမဟုတ်ပါဘူးယနေ့ခေတ်လိုအလွယ်တကူအောင်မြင်ပြီးတော့တနေ့တမနက်တည်းတတိဖြစ်သွားနိုင်တဲ့ကာလမျိုးမှာနေချင်းညချင်းခြုံပေါ်ကနေစင်ပေါ်ရောက်ဖို့ဆိုတော့မခဲရင်လာတဲ့အရာပဲဖြစ်ပါတယ် ပတ်စံချမ်းသာပြီးတော့အစင်တန်းမြင့်တဲ့သူတွေများလာတာမှန်ပေမယ့်လူသားချင်းစာနာမှုနယ်ပြီးတော့နေထိုင်လို့မကောင်းတဲ့လူအဖွဲ့အစည်းတွေဖြစ်လာကြတာဖြစ်ပါတယ်။အခုလိုမျိုးချမ်းသာပြီးတော့တိမ်တောင်းချီတန်တဲ့စီးစိမ်တွေကိုပိုင်ဆိုင်ထားကြပေမယ့်အဆင်မရှိကြောင်းလူလူကသိနေတဲ့မြန်မာပြည်ရဲ့စိန်ရွှေရတနာဆိုင်ကြီး၃ခုကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာပါ။ရွှေနန်းတော့ နိုင်ငံရေးသမားနဲ့စီးပွားရေးသမားရောနေရွှေနန်းတော်ကတော့မင်းသားမင်းသမီးတွေကိုကြောင်ညာခိုင်းခြားတဲ့အစီအစဉ်ကိုစပြီးတွေ့နေကြကြအသုံးပြုခဲ့ရဖြစ်ပါတယ်။အနည်းပညာရှင်တွေဟာပတ်စံပေးရင်မြောက်လိုကခိုင်းလဲကပေးကြကြအောင်အရင်ဆုံးမိမောင်းထုတ်ပြခဲ့တဲ့ရွှေနန်းတော်ဆင်ရွှေရတနာဆိုင်ဟာဆိုရင်စက္ကန့်သူကြီးကြောင့်မျက်နှာပြက်စရာကိစ္စတွေများစွာဖြစ်ခဲ့ရဖြစ်ပါတယ်။ပွင့်လင်းပြီးတော့ရိုးရှင်းစွာနေတတ်ပေမဲ့လည်းပြည်သက်တွေရဲ့မျက်လုံးထဲမှာတော့ကြည်ရဆိုးတဲ့ပုံစံတွေနဲ့အမြဲကြောင်ညာတွေရိုက်ခဲ့တဲ့အတွက်ပတ်စံချမ်းသာတာကအုံနောက်ကိုအမြင်မှန်ရအောင်ပြုပြ ြင်ပေးလို့မရကြောင်းပရိသတ်တွေကသူမတို့မိသားစုကိုကြည့်ပြီးတော့သိရှိခဲ့တာဖြစ်ပါတယ်။တူနိုင်ရတနာရွှေတွင်နေပိုင်ပြီးတော့တောအစင်ကနေမတက်နိုင်တဲ့တူနိုင်ရတနာရွှေဆိုင်ကလည်းဆက်ဆံရေးနဲ့ပတ်သက်ရင်အမြဲပြပြောခံရတဲ့ရွှေဆိုင်ဖြစ်ပါတယ်။ကြောင်ညာတွေနဲ့လူတို့မှာသာအမြဲပြောင်းရွှေ့နေပေမဲ့တကယ်လက်တွေ့မှာတော့ဝန်တန်းတွေပေါ်မှာနိုင်တဲ့စီနဲ့ဆက်ဆံလုံးနေလို့တည်ရပါတယ်။ ။လူနိုင်ဆိုင်မှာဝန်ထမ်းလုပ်မယ်ဆိုရင်အရင်ဆုံးဝန်ထမ်းစီကစပေါ်ယူတယ်လို့ကြားသိရပါတယ်။ဘာကြောင့်အခုလိုလုပ်မလဲမသိကြသလိုဘယ်မှမမကြားဘူးတဲ့ဝန်ထမ်းခန့်ဤအစ်စ်မလို့လူဟောင်းတွေကလွှဲရင်ဘယ်ဝန်ထမ်းစ်မှမမြဲတဲ့လူနိုင်ရတနာဆိုင်လင်များကလည်းဘလွဲစင်စင်စင်မလိုက်တဲ့ရုပ်ရည်ယူပါတွေကိုပိုင်ဆိုင်ထားတယ်လို့ဆိုကြပါတယ်။ကိုချင်းစာတရားခေါင်းပါပြီးတော့လူလူချင်းအနိုင်ချင်းနဲ့ရတနာဆိုင်မိသားစုဖြစ်တယ်လို့လည်းသူတို့ရဲ့ဝန်ထမ်းဟောင်းတွေစီကနေတဆင့်ထုတ်ဖော်ပြောကြားခဲ့ကြတာဖြစ်ပါတယ်။ လိုင်းလီရွှေဆိုင်မင်းသားရိနဲ့ဖက်လဲတကင်းနေပြီးတော့ယောက်ျားဖြစ်သူကိုကလေးနဲ့သာပြစ်ထားတယ်။လိုင်းလီယတနာဆိုင်တတိမကတော့အခုချိန်မှာလူရည်ရဲ့ဝေဖန်မှုတွေကိုအားရှိဆုံးဖြစ်ပါတယ်။ပတ်စံချမ်းသာလာပေမဲ့ထမင်းစပွဲဝိုင်းရဲ့အခြေခံကျင့်ဝတ်တွေကိုတောင်မသိတဲ့အထိညံနေခဲ့တာဖြစ်ပါတယ်။ကိုဆိုင်ကိုကြော်ညာပြီးရဲ့အမှုပညာရှင်တွေကိုတောင်အဆင့်တန်းခွဲကြပြီးတော့ဆက်ဆံခဲ့တဲ့အတွက်အခြေခံလူရန်စားတွေရဲ့ပြန်လည်ဆုံးမမှုကိုခံနေရတာဖြစ်ပါတယ်။ဒါမဲ့လည်းငွေများတရားနိုင်ဆိုသလိုအမှုပညာရှင်တွေကလည်းခွဲခြားဆက်ဆံခံနေရကြောင်းသိနေလေ။ င်းငွေမျက်နှာကြောင့်ပြုံးပြီးတော့နေနေရဆဲဖြစ်ပါတယ်။အခုပေါ်ပြခဲ့ရကတော့သုံးမကုန်တဲ့စီးစိန်တွေရှိပြီးအစင်တန်းမျက်နှာမဟုတ်ဘဲဘလောက်ပဲချမ်းသာတဲ့ပိုင်ဆိုင်မှုတွေရှိနေပါစေဇေယိုက်ကဇေယိုက်ဖြစ်ကြောင်းပြသခဲ့တယ်။မြမပြည့်ရဲ့ယန္နာဆိုင်ကြီးသုံးခုအကြောင်းကိုတင်ဆက်ခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။